မပြောသီးလို့ပြောလိုက်ရင် အခွန်နွားစားရမယ်အခွန်ကစားလို့မရဘူးလို့တော်တော်များများကလက်ခံထားကြပါတယ်နော်ဒီလိုဆိုရင်ငါပြောခွန်ကိုစားလို့ရလားဆိုတာကိုတော့အတူတူကြည့်လိုက်ကြရအောင်နော်ပြောခွန်ကိုစားလို့ရလားငါပြောခွန်ကိုစားလို့ရပါတယ်အတင်းအတင်းတော့စားပါနော်ငါပြောခွန်ကိုကျွတ်ကျွတ်လေးကြော်ပြီးစားလို့ရတယ်လို့စမူသီးနဲ့ထည့်ပြီးတော့လဲကြိတ်ဖြော်လို့ရပါတယ်နော် ငါပြောကုန်ကိုအများကြီးစားတာကလေပွပြီးတော့ဘိုက်အောက်စေနိုင်တဲ့အတွက်ကြောင့်မို့အတင်းတင်းလောက်ပဲစားပြီးပါနော်။ငါပြောကုန်မှာဘာတွေပါဝင်နေလဲ။ငါပြောကုန်မှာအခုလိုအာဟာရဓာတ်ဒီပါဝင်နေပါတယ်နော်။ကစီတက်၊တကြားတက်၊အမြင့်တက်၊ပရိုတင်း၊ပိုတက်ဆီယမ်၊မဂနီဆီယမ်၊ဗီတာမင် A ၊ဗီတာမင် C ၊ကယ်ဆီယမ်၊တန်တက်ဗီတာမင် B6 နဲ့ဗီတာမင် B12 တို့ပါဝင်နေပါတယ်နော်။ ငါပြောကုန်စားပေးတာကအခုလိုအကျိုးကျေးဇူးတွေကိုရရှိစေနိုင်ပါတယ်။ပထမတစ်ချက်ကတော့ကင်ဆာဖြစ်နိုင်ခြေကိုရောချပေးနိုင်တာပါ။ငါပြောကုန်မှာဓာတ်တိုးစကျင်ပစ္စည်းတွေကျယ်ဝစွာပါဝင်နေတာကခန္ဓာကိုယ်မှာကင်ဆာဖြစ်နိုင်ခြေကိုရောချပေးနိုင်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်မှာဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်တာမျိုးမဖြစ်စေဖို့ဆိုရင်ငါပြောကုန်ကိုစားပေးလို့ရပါတယ်နော်။ နောက်တစ်ချက်ကစိတ်ဖိစီးမှုပြေလျော့စေနိုင်တာပါ။မပြောပုံမှာဗီတာမင် B6 ပါဝင်နေတာကြောင့်စိတ်ခံစားမှုကောင်းစေပြီးတော့စိတ်တက်ကြတာကိုလည်းတတ်တာစေနိုင်ပါတယ်။ဒါကြောင့်စိတ်ဖိစီးတာကိုပြေလျော့ပြီးတော့ကောင်းကောင်းအိပ်ပျော်ဖို့နဲ့စိတ်တက်ကြတာကိုတတ်တာစေဖို့ဆိုရင်ဗီတာမင် B6 ပါဝင်နေတဲ့ငပြောပုံကိုအသုံးပြုလို့ရပါတယ်ရှင်။နောက်တစ်ခုကသွားတွေကိုဖြူစေတာပါ။ ။မပြောသေးမဲ့ရဲ့အခွန်ကကျမ်းမာစေဖို့အထောက်ကူပေးနိုင်တယ်လို့သွားတွေကိုပို့တိုက်ပေးမယ်ဆိုရင်လည်းသွားတွေကိုဖြူစေဖို့ထောက်ကူပေးနိုင်ပါတယ်။ဒါကြောင့်သွားဖြူခြင်းနဲ့ဆိုရင်တော့မပြောဖို့အတွင်းသားနဲ့သွားကိုပို့တိုက်ပြီးတော့2မိနစ်3မိနစ်လောက်ထားပေးပါ။ပြီးရင်တော့သွားကိုပုံမှန်အတိုင်းတိုက်ပေးလိုက်ရုံပါပဲနော်။နောက်တစ်ချက်ကတော့ဝက်ချန်နဲ့နေလောင်နာကိုတတ်တာစီတာပါ။မပြောကုန်မှာဗီတာမင်စီပါဝင်နေတာကအယောင်ကျစေနိုင်တယ်လို့အသားအရေကိုလည်းကျေနွေစေပါတယ်နော်။ ဝက်ချံဖြစ်နိုင်ခြေကိုရောကြစေပြီးတော့အရေပြားပေါ်ကနေလောင်ကွက်တွေကိုလည်းတတ်တာစေနိုင်ပါတယ်။အသုံးဖြူနီးကတော့တေချာတန့်စင်ထားတဲ့အသားအရေပေါ်မှာငပြောကုန်ကိုကပ်ပေးရုံပါပဲ။ပြီးရင်တော့ပုံမှန်အတိုင်းမျက်နှာကိုဆေးကြောတန်းစင်ပေးလိုက်ရုံပါပဲเนาะနောက်တစ်ချက်ကစံသားကျမ်းမာစီတာပါမပြောသေးခုံကိုဇဝင်တွေနှမ်းမောင်စီဖို့နဲ့ဇဝင်ကျွတ်တာကိုတတ်တာစီဖို့အသုံးပြုပေးလို့ရပါတယ်เนาะဒါကြောင့်စံသားကျမ်းမာစီဖို့ငပြောခုံကိုလည်းအသုံးပြုပေးလို့ရပါတယ် နောက်တစ်ချက်ကသွေးတွင်းအစီကျစေနိုင်တာပါ။ငါပြောသေးရဲ့အခွန်မှာပျော်ဝင်နိုင်တဲ့အမြင်တက်ရော မပျော်ဝင်နိုင်တဲ့အမြင်တက်ပါပါဝင်နေတာကသွေးတွင်းကိုလက်စတောကိုကျဆင်းစေနိုင်ပြီးတော့နှလုံးသွေးကြောကျဉ်းတာကိုလည်းကျန်းမာစေဖို့အထောက်အကူပေးနိုင်ပါတယ်။ဒါကြောင့်သွေးတွင်းအဆီကျစေဖို့နဲ့နှလုံးကျန်းမာစေဖို့ဆိုရင်ငါပြောသည့်ခွန်ကိုလည်းအသုံးပြုပေးလို့ရပါတယ်နော်။အချက်ကမျက်လုံးကျန်းမာစေနိုင်တာပါ။မျက်လုံးတွေမိုးအစ်တာကိုတက်တာစေဖို့ မျက်လုံးပေါ်မှာငှက်ပြောခုံကိုကတ်ပေးရတယ်လို့မျက်လုံးကျမ်းမာစေဖို့လည်းအထောက်အကူပေးနိုင်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ဝမ်းချုပ်တာကိုတတ်တာစေနိုင်တာပါ။အမြင်တက်ကြွယ်ဝတဲ့ငှက်ပြောခွန်ကအစာချေစနစ်ကို ကျန်းမာစေပြီးတော့ဝမ်းမှန်စေဖို့အထောက်အကူပေးနိုင်ပါတယ်။ဒါကြောင့်ဝမ်းချုပ်တတ်တယ်ဆိုရင်တော့ငှက်ပြောခွန်ကိုအသုံးပြုပေးလို့ရပါတယ်။အမြင်လွတ်လွတ်လွန့်ပြစ်နေတဲ့ငှက်ပြောခွန်ကအခုလိုကျန်းမာရေးကောင်းကျိုးလေးတွေကိုပေးစွမ်းနိုင်ပါတယ်။ဒါပေမဲ့ငှက်ပြောခွန်ကိုစားမယ်ဆိုရင်တော့ရေးသေးချာသေးပါနော်။ အနာအစာမပါဖို့လည်းဂရုစိုက်ပါရှင်။အလွန်အကျွံလည်းမစားမိပါစေနဲ့နော်။အရေးပြားမှာအသုံးပြုမယ်ဆိုရင်လည်းအရင်ဆုံးတဲ့မတဲ့ဆန်းကြည့်ဖို့လိုပါတယ်လို့ပြောရင်းနဲ့ပဲဒီလိုလေးကိုအဆုံးသတ်လိုက်ပါရနော်။အားလုံးပဲနေကောင်းကြမှာတော့နေရက်တွေကိုပိုင်းဆိုင်နိုင်ကြပါစေရှင်။